ါပါရှင် Radio Veritas Asia အာရှသမားတရားတံွေဌာနမှာမြန်မာဘာသာစီစဉ်များကိုစတင်တံွေနေပါတယ်နေ့စဉ်မြန်မာစံတော်ချိန်နနစ်6နာရီမှ6နာရီမိနစ်30အထိ RVE မြန်မာ Facebook စာမျက်နှာနဲ့ RVE မြန်မာ YouTube Channel တို့မှာအတံလွှင့်ပေးနေပါတယ်ရှင်တို့သားရှင်ဓမ္မမိတ်ဆွေ RVE ဖန်များအားလုံး ဖျားရှင်ရဲ့ကောင်းချီးမင်္ဂလာကျေးဇူးတော်များခံစားရပါစေကြောင်း RVE မြန်မာဝိုင်းတော်သားများအားလုံးရေကိုစားကျွန်မ Sister Lucia ခဏအောင်ကနှုတ်ခွန်းဆက်ပါရရှင်အားလုံးပဲမင်္ဂလာပါဗျာ မွေးနေဓမ္မတိလက်ဆောင်ကဏ္ဍကိုကျွန်တော်ကျော်ဝင်းစောထွန်းကနေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာလ9ရက်နေ့မှာကြက်ရောက်တဲ့မွေးနေ့ရှင်ညကတော့မွန်ကြီးမြို့နယ်မှာပမောအလ်ကိုကိုထောကျောက်ပရောင်မြို့မှာကိုကျော်ခိုင်ပြည်မြို့မှာမိုးကျော်သူတောင်ကုန်းမြို့မှာမိုးရန်ကုန်မှာတော့အေးအေးမြင်ပတူပီမြို့မှာဆလိုက်မောင်မောင်ဦး ပြင်းဦးတွင်မှကိုတင်ထွန်းအောင်ထောက်ကျန့်ရွာမှမောင်မျိုးဆွေမော်ဒမြိုင်မြို့မှဂရီဂေါ်ရီထွန်ဖော်ဆိုးကရွေမြင်းကြံမှပေါ်ချီဦးနမ်မတူမှထွန်းနေဖြူရန်ကုန်မှလော်ဖရက်ချစ်ဂျွန်းမန္တလေးအာလီဝေဝဲမှမောင်ချူချူပြင်းဦးတွင်မှဒေါ်ခရစ်စတီနာမန္တလေးလက်ဖုံမေတန်စတိုးမှမချူမာတို့ပဲဖြစ်ပါတယ်ဒီကနေ့ အောက်တိုဘာလ9ရက်နေ့မှာကြက်ရောက်တဲ့ဝင်းနေရှင်များကြည့်ရှုနားဆင်အပိတ်နေသူများတောင်းဆိုထားကြသူများအားလုံးပေါ့ပါဘုရားသခင်ရဲ့ကောင်းကြီးကျေးဇူးတော်များစတဲ့တဘူတိုး၍ခံစားရပါစေကြောင်းအချက်သမတရားမြန်မာဝိုင်းစီဒီမှာဝိုင်းတော်သူဝိုင်းတော်သားများနဲ့အတူကျွန်တော်ဂျုံဝင်းစော်ထွန်းကနေစုမုံကောင်တောင်းပေးရင်တည်တန်ရှေဟေးခေတိဆူထားတဲ့တွေးရခဲဆိုတဲ့ဓမ္မတစ်ချင်းကိုတည်ဆက်ပေးလိုက်ပါတယ် 28ချိန်မြောက်တာမန်တနင်္ဂနွေနေ့ရှင်လူကာအေဝံဂေလိခြံခန်းကြီးစကွန်ခန်းငယ်9မှ30ဘုရားခါတာမန်တော်တို့ကသခင်ဖျားအားတပည့်တော်တို့၏ယုံကြည်ခြင်းကို တိုးဝစေတော်မူပါဟုရှောက်ကြလေ၏သခင်ဖျားကလည်းသင်တို့အားငါမိန့်တော်မူသည်ကသင်တို့၌ဘုံရင်းစေးများလောက်ယုံကြည်ခြင်းရှိပါကဤပိုးစာပင်အားအမြင့်ပါနှုတ်၍ပင်လယ်ထဲတွင် ပေါက်ဆွေးဟုဆိုလေ ၎င်းသည်သင်တို့စကားကိုနာခံလိမ့်မည်သင်တို့တွင်ဤသူသည်ဘယ်ထောင်ရာမှဖြစ်စေတူးချောင်းရာမှဖြစ်စေလက်ခွင့်မှပြန်လာသောအခါမိမိအစီကံအားအစ်စ်တင်ချက်ချင်းလာ၍ဤစပွဲတွင် ထိုင်လို့ဟုဆိုမည်နည်းသို့မဟုတ်ပဲသူသည်မိမိအစီကံအားငါအဖို့ညစာကိုပြင်ဆင်တော့ငါစားတော့နေစဉ်ခါကိုစီ၍အားလို့ရှိရာကိုဆောင်ရွက်ပေးတော့ ထို့နောက်မှသင်စားတော့ရမည်ဟု၍ဆိုမည်မဟုတ်လောအရှိကံဒီမိမိစေခိုင်းသည့်အတိုင်းဆောင်ရွက်သောအခါသူသည်ထိုအရှိကံကိုကျေးဇူးကျင်တော်ထို့နည်းသူတင်တို့စီလည်းမိမိတို့အားစေခိုင်းသည့်အရာအလုံးကို ဆောင်ရွက်ပြီးသောအခါအားတို့ဒီမထိုက်ကြံသောအချိန်ကများတာဖြစ်ပြီးအားတို့ဆောင်ရွက်ရမည့်တာဝန်ဝတ္တရားကိုဆောင်ရွက်ကြခြင်းသာဖြစ်သည်ဟုဝန်ခံကြတော့ဟူ၍မိတ်တော်မူ၏ဤဒီက ယေရှုခရစ်ရဲ့ညတော်အဝေလေးလေးဆရာတော်ဝေးပြီ။ လာစွာသောညီအကိုမောင်နှမပေါင်းတို့ဒီနေ့တာမန်ကာလ29ချိန်မြောက်တနုံနေ့မှာဖတ်ရတဲ့ကျမ်းစာကတော့ရှင်လူကအခန်းကြီး7ခွန်အခန်းငယ်9မှ10အထိဖြစ်ပါတယ်။တပည့်တော်ကြီးတွေကယေရှုဖျားရှင်နဲ့အတူနေကြလို့ယေရှုဖျားရှင်ဘယ်လောက်ယုံကြည်ခြင်းကြီးတယ်လဲဆိုတာ သူတို့ကိုယ်တိုင်သိမြင်ကြပါပဲ။ဒါကြောင့်သူတို့လည်းယေရှုဖျားရှင်လိုယုံကြည်ခြင်းကြီးခြင်းနဲ့အတွက်ကြောင့် တပည့်တော်တို့ဤယုံကြည်ခြင်းကို တိုးပွားစေတော်မူပါလို့လျှောက်ကြပါတယ်။လူတွေကယုံကြည်ခြင်းရော့လာကြတယ်။ယုံကြည်ခြင်းပြက်လာကြတာကိုတွေ့ရမှာပါ။အချို့ဆိုရင်သူတို့စုတောင်းတာကိုဘုရားကမပေးလို့ဆိုပြီးဘုရားကိုမယုံကြည်ကြတော့ဘူး။အချို့ကလည်းဘုရားကို လုံးဝအာမကို လုံးဝမယုံတော့ပဲကိုဘဝတစ်ချောင်းလုံးဘုရားကိုဘေးချိတ်ထားတော့တယ်။ငါဟာငါလုံးမယ်။ ငါဟငါဖြည့်ရှင်းနိုင်တယ်ဆိုတဲ့သဘောထားတယ်။ဖះကိုမယုံတော့ဘူး။ဒီလိုအခြေအနေဒီဆိုရင်ငါတို့ဘာလုပ်ကြမလဲ။အဖြေကတော့ငါတို့စိတ်ယုံကြည်ကြရမယ်။တပည့်တော်ကြီးတွေလူတပည့်တော်တွေယုံကြည်ခြင်းကိုတိုးဝါးစေတော်မူပါလို့ပဲသူ့တောင်းရမှာပဲ။ယုံကြည်ခြင်းကြီးမားကို ဖြစ်မှာမို့လို့ပါ။ဘလို့ဖះကိုယုံကြည်ရမှာလေဆိုတော့ဖះတကယ်ရှိတယ် အဲ့ဒီဖះကလူခဲ့တာတယ်လူခဲ့တတ်နိုင်တယ်ယေသူဖះရှင်မိန့်တော်မူတာကတင်တို့၌မုံညင်းစေးလောက်ယုံကြည်ခြင်းရှိပါကဤပိုးစာပင်အားအမြင့်ပါနှုတ်၍ပင်လေတဲတွင်ပေါက်နေလောဟုဆိုလျင်၎င်းသည်တင်တို့၏စကားကိုနာခံလိမ့်မည်တဲ့ယုံကြည်ခြင်းမဖြစ်နိုင်တာတွေလည်းဖြစ်နိုင်ပါလိမ့်မယ်ဒါဘာကိုဆိုလိုတာလဲယေသူဖះရှင်ကိုယုံရင် ငါတို့လိုချင်တာဖះကို လုတ်ခိုင်းလို့ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူးဖះကိုခိုင်းစားဖို့မဟုတ်ပါဘူးယေရှုဖះရှင်ဆိုလိုတဲ့ယုံကြည်ခြင်းကဒါကို ပြောတာမဟုတ်ဘူးအဲ့လိုသာဆိုရင်ဖះကငါတို့ကြုံဖြစ်သွားမှာပေါ့မဟုတ်ဘူးလားယုံကြည်ခြင်းကဖះကိုယုံကြည်စေတာမဟုတ်ဘူးယုံကြည်ခြင်းကဖះကို ပြောင်းလဲစေတာမဟုတ်ဘူးယုံကြည်တဲ့လူကိုပြောင်းလဲစေတာပါ ဘယ်လိုပြောင်းလဲစေလိုက်တာလဲအရင်ကအခက်ခဲလေးကြုံလိုက်တာနဲ့မယုံကြည်တော့ဘူးဆိုပြီးယုံကြည်ခြင်းမှာလက်လျှော်ရတဲ့လူကိုဖះကပြောင်းလဲစေလိုက်တာပဲဘယ်လိုဒုက္ခကြုံကြုံသူကပိုးပြီးယုံကြည်တတ်လာတယ်ဖះကိုယုံကြည်တယ်ဆိုတာငါတို့ကြိုက်တာကိုဖះကလုတ်ပြီးဖို့မဟုတ်ဘူးဖះကြိုက်တာကိုငါတို့လုတ်နိုင်စေတာပါပဲ ဒီနေ့ဘုံကြီးဖတ်သွားလက်အေးဝင်ကလေးကျမ်းစာထဲမှာအစီကံလိုပဲကိုယ့်အလုပ်ကိုကိုယ်လုပ်တာတော့ပဲရှိပါတယ်ဘာမှရည်ကြီးခွင့်ချက်မရှိပါဘူးအင်ရှင်ကအင်ရှင်အလုပ်လုပ်အစီကံကအစီကံအလုပ်လုပ်ဒါပဲအဲ့လိုကိုယ့်အလုပ်ကိုယ်စီလုပ်ကြရမှာအင်ရှင်ကအစီကံကိုကြီးစုတင်ရဦးမှာလားဗျာဒီလိုပဲကျွန်တော်တို့လည်းဖျားပေါ်ယုံကြည်ပြီး ဖရာအလိုတော်ကိုလှုပ်လို့ဖရာကခမရကိုကျေးဇူးတင်နေရဦးမှာလားခမရကတော့ဖရာကိုကျေးဇူးတင်ရဦးမှာဖရာအလိုမှန်တာ တရားတာလှုပ်ခွင့်ရလို့ဖရာကိုကျေးဇူးတင်ရမှာပါအမှန်ပါကိုကိုကိုသဘောထားရမှာကငါတို့ဟာဒီလောကမှာဖရာရဲ့အလိုတော်ကိုလှုပ်ဖို့အသက်ရှင်နေထိုင်ကြတဲ့ဖရာရဲ့အစီကံလို့ သဘောထားမှမှန်မေဒါလုတ်လို့ငါကောင်းလို့ငါကဖះကြိုက်တာလုတ်လို့ဖះကငါကိုဓာပီးသင့်တယ်လို့မယူဆရပါဘူးဒါလုတ်နိုင်တာကိုပဲတကယ်ကြီးမြတ်တဲ့ဖះပီးတဲ့ဆုလက်ပါပဲအဲ့လိုလူကမှန်မှန်ကန်ကန်နေတယ်ကောင်းတာကိုလုတ်တယ်ဆိုတဲ့လူကအမြဲစိတ်ကြည်တယ်ပျော်တယ်စန့်ကျင်ခံရရင်တောင်စိတ်မပြတ်ဘူး အပြုံးမပြက်ဘူးအဲ့ဒီလူဖြစ်လာတာမထူးဆန်းနဲ့လူကမှန်ရာကိုလိုက်တယ်သူ့အော်တဘစိတ်တိုင်းလိုက်တယ်ဆိုတဲ့လူတွေကသူ့ဘေးမှာဖျားရှိနေတယ်လို့အမြဲခံစားနေရတယ်သူထောင်ထဲမှာမတရားခံရခံရသူနဲ့သူဖျားရှိတယ်ဆိုတာသိတာခံစားရပါတယ်ဒါကြောင့်မှန်တရားတရားမျှတခြင်းတွေထောင်ကျနေတဲ့လူတွေတတ်ကြည်ရှိရှိပျော်ပျော်ရွှင်ရွှင် ရင်ဆိုင်နိုင်တာပေါ့။ तू သိတယ်လေ။ तू ကသူ့ကိုယ် तू မလှဲ့စားဘူး။ဖះပေါ်မှာလည်းတစ္ဆာရှိတယ်ဆိုတာ तू သိတယ်။သူ့ကိုယ် तू မလှဲ့စားဘူးဆိုတာက तू အော်တပစိတ်အတိုင်းလိုက်တယ်ဆိုတာကိုပြောတာပါ။ဖះပေါ်တစ္ဆာရှိတယ်ဆိုတာကဖះရဲ့တရားတော်အတိုင်းတရားမျှတတာကိုလုပ်တယ်။စိတ်ကောင်းထားတယ်မယုံမှဘူးဒါကိုပြောတာ။ဒါကြောင့် အဲ့ဒီလူကဘယ်တော့မှစိတ်ပြည့်မသွားဘူးလို့ပြောတာပေါ့ဒီနေ့ဖတ်ရတဲ့ပထမကျမ်းရဲ့အဆုံးမှာဘာရေးထားတယ်လဲဖြောင်းမှတ်တော်သူဒီကသူဤယုံကြည်ခြင်းအဖြစ်အသက်ရှင်လိမ့်မည်တဲ့သူယုံကြည်တဲ့အမှန်တရားအတိုင်းသိတဲ့အထိသူနေမှာပဲနောက်ပြီးအဲ့ဒီကျမ်းစာထဲမှာရေးထားတာကမာနထောင်လွှားသောသူကိုကြည့်လို့သူ၌ဂုံသိက္ခာမရှိအဲ့ဒါအဆိုးဆုံးပဲ ထောက်မတဲ့လူကောင်းတယောက်ကမတရားထောင်ချခံရရင်ခံရမယ်။ဒါပေမဲ့ဂုံတိတ်ခကြီးတယ်နော်။ကောင်းတဲ့လူတိုင်းကသူ့ကိုလေးစားချစ်ခင်ကြတယ်။သူတည်သွားရင်တောင်သူ့နာမည်ကောင်းကဘယ်တော့မှမသေးဘူး။အဲ့လိုလူရဲ့ယုံကြည်ခြင်းကဘယ်တော့မှမသေးတဲ့ယုံကြည်ခြင်းပါပဲ။တကယ်ပဲသူကဖះကိုယုံကြည်စိတ်ချနိုင်တဲ့သူပါပဲ။ဒီနေ့ဖတ်သွားတဲ့ကျမ်းစာတော်တွေအားဖြင့် သိရတဲ့ယုံကြည်ခြင်းမျိုးကကိုယ်ဘက်ကလုံနိုင်တာအကုန်ကြိုးစားလုပ်ပြီးရင်ကျန်တာကိုဖျားလက်ထက်အနံ့ဖို့စိတ်ချစရာတိုးတယ်။ဒီနေ့ဒုတိယကျမ်းစာမှာရှင်ပေါ်လူက သူ့တပည့်တိမောသေကိုဘယ်လိုဆုံးမထားသလဲ။ဘုရားသခင်ရဲ့တကူတော်ကို အမိပြု၍ဧဝံဂေလိကြားတော်တွင်ဒုက္ခဆင်းရဲကို မျှဝေခံထမ်းတော်တဲ့။ဘုရားသခင်ရဲ့တကူတော်ကို အမိပြုဖို့ယုံရမယ်။ တချို့ကကိုလုံနိုင်တာအကုန်လုံပြီးရင်မှားတာလေးတခုခုရှိခဲ့တယ်ဆိုရင်ဒေါသပေါက်ကွဲတတ်တယ်ဒီလိုအကြီးကဲတွေကအလုတ်လုတ်တဲ့အခါသူလုတ်တဲ့အလုတ်ကို သူ့လက်ထဲမှာပဲထားရတယ်ဒါကြောင့်ဒေါသပေါက်ကွဲတာလေဖခင်ရဲ့လက်ထဲမှာအနှံပြီးအလုတ်လုတ်တဲ့လူကနားလေပြီးတတ်တယ်ခံယူတတ်တယ်ယုံကြည်တဲ့လူကဖခင်ဥဆောင်လိမ့်မယ်ဆိုတာကိုယုံကြည်တယ် စိတ်ချတယ်ပထမကျမ်းစာတွေကလူဖះကအချိန်တန်ရင်လှုပ်လိုက်မယ်ပေးလိုက်မယ်ဆိုတာသူယုံနေဒါပေမဲ့မယုံတဲ့လူကတော့အချိန်မဆောင်ကျင်ဘူးအမှန်ကတိုးတက်ဖွံ့ဖြိုးလာဘူးပြောင်းလဲလာဘူးဆိုတာအချိန်လိုတယ်လေယုံကြည်ခြင်းရှိတဲ့လူကလည်းစက်ပြီးယုံကြည်နိုင်ဖို့ဖះကဘာဖြစ်စေခြင်းတလဲဆိုတာသင်ယူလေ့လာစရာလိုတယ် ကျမ်းစာဖတ်ကြည့်စရာလိုတယ်။ဒါကြောင့်ရှင်ပေါ်လူကတိမောတေကိုငါထာမသင်ကြားနာခဲ့ရတဲ့မှန်ကန်သောယူဝါဒနှင့်သူခရစ်တော်၌တည်ကြည်သောယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာကိုလိုက်နာကျင့်ကြံလောတဲ့။ငါစီကသင်ကြားတဲ့အမှန်တရားတွေငါစီကသင်ကြားခဲ့တဲ့မှန်ကန်တဲ့ယူဝါဒတဲ့။အဲ့ဒါသင်ကြားစရာလိုတယ်။ ဒီလိုယုံကြည်တဲ့အတိုင်းကျင့်ကြံနေထိုင်နိုင်ဖို့ကဝိညာဉ်တော်ဖရာရဲ့အားတကူကျေးဇူးလိုအပ်လှပါတယ်။ဒါမှယုံကြည်ခြင်းကြောင့်စိတ်ပြည့်စရာကျုံးလာတိုင်းခွန်အားနဲ့စိတ်ယုံကြည်နိုင်မှာပါ။ငါတို့တွင်ဂိမ်းအောင်နေသည့်ဝိညာဉ်တော်မြတ်အားဖြင့်သင်အားအပ်ထားသောတမန်တော်ကို ခိမ့်သိမ့်စောင့်ရှောက်လို့ နာဆင်သူအလုံးပေါ်ဖျားဖြင့်ကောင်းကြီးမင်္ဂလာများခံစားကြရပါစေ။ ဘာလအတွက်ပုံရံမင်းကြီးလီယိုရှင်သူမြတ်၏စုတောင်းရာရည်ရွယ်ချက်အကြောင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရံမင်းကြီးရဲ့စုတောင်းကတော့ယုံကြည်သူဘာသာဝင်များစုတောင်းကြပါ။မတူညီသောဘာသာရေးအစဉ်အလာမျိုးမျိုး၌ငိန်ချမ်းရေးတရားမျှတမှုနှင့်လူသားချင်းချင်းချစ်ခင်ရင်းနှီးမှုတို့ကို ကာကွယ်မြင့်တင်ရန်အတွက်ဒုရကပူပေါင်းဆောင်ရွက်နိုင်ကြစေရန်စုတောင်းကြပါစို့။ဩဒခင်ယေရှု ကိုရောသည်ကွဲပြားခြားနာခြင်းများကြာမှတလုံးတဝါဤဖြစ်စေပြီးလူတဦးစီတိုင်းကိုမေတ္တာဖြင့်ကြည်ရှုတော်မူပါ၏ကျွန်ုပ်တို့အားမိမိကိုယ်ကိုညီအကိုမောင်နှမအဖြစ်အတိမတ်ပြုနိုင်ရန်ကူညီတော်မူပါ အတူတကွာနေထိုင်နိုင်ရန်ဆူတောင်းနိုင်ရန်လှုပ်ဆောင်နိုင်ရန်နှင့်ဘဝရည်မှန်းချက်များအကောင့်ထဲဖို့နိုင်ရန်ခေါ်တော်မူခြင်းခံရသူများဖြစ်ကြပါသည် ကျွန်ုပ်တို့သည်လှပမှုအပြည့်ရှိသောကဘာကြီးတွင် နေထိုင်ကြပါ၏သို့သောနေဆိုင်သော သဘောထားကွဲလွဲမှုဖြင့်ဒဏ်ရာများလည်းရနေပါ၏တခါတရံတွင်ဘာသာတရားသည် ကျွန်ုပ်တို့ကိုစုစည်းစေမည်အစားရင်ဆိုင်တိုက်ခိုက်မှု၏အကြောင်းရင်းများဖြစ်လာတတ်ပါသည်ကျွန်ုပ်တို့၏နှလုံးသားများကိုတန်ရှင်းစေရန်ကိုရိုင်းဝိညာဉ်တော်ကို ပေးသနာတော်မူပါ သို့မှသာကျွန်ုပ်တို့ကိုစူးစီးစေသောအရာကိုအတိအမှတ်ပြုနိုင်ပြီး ထိုအခြေခံမှစတင်၍ပြန်လည်နားထောင်တတ်ရန်နှင့်ဖြည့်စည်ခြင်းမရှိဘဲပူပေါင်းဆောင်ရွက်တတ်ရန်ပြန်လည်တင်ယူနိုင်ကြပါမည်။ဘာသာတရားများအတွင်းမှငြိမ်းချမ်းရေးတရားမျှတမှုနှင့်ချစ်ကြည်ရင်းနှီးမှုတို့၏လက်တွေ့ဥပမာများသည်ကျွန်ုပ်တို့အားဖြစ်နိုင်ကြောင်းယုံကြည်နိုင်ရန်တွန်းအားပေးပါစေ။အတူတကွနေထိုင်၍အလုပ်လုပ်ရန် ကျွန်ုပ်တို့၏ကွဲပြားခြားနားမှုများထက်ကြော်လွန်၍ဖြစ်နိုင်ကြောင်းဘာသာတရားများသည်လက်နက်များသို့မဟုတ်နိုင်ရန်များဖြင့်အသုံးမပြုဘဲတရားများ prophet ပြုချက်များဖြင့်ရှင်သန်နေထိုင်နိုင်ကြပါစေကျွန်ုပ်တို့အားလုံးကောင်းကျိုးအတွက်ဘဝရည်မှန်းချက်ကိုယုံကြည်လက်ခံနိုင်စေခြင်းဘဝကိုလမ်းပြခြင်း မျှော်လင့်ချက်ကိုထိန်းထားခြင်း ကွဲနေသောကဘာကြီးတွင် စီလုံးချင်းတဆေးဖြစ်စေတော်မူပါ အာမင်ဤတွင် Radio Veritas Asia အာရှတမန်တရားအတန်လွင့်ဌာနမှမြန်မာပိုင်းအစီအစဉ်များကိုအတန်လွင့်လို့ပြပါသည်။ ဟောတာရှင်ပေါင်းဖျားရှင်ဤကောင်းကြီးမင်္ဂလာကျေးဇူးတော်များကျွယ်ဝဆုံးလင်းစွာခံစားကြရလေအန္တရာယ်ခတ်သိမ်းဘေးရန်ခတ်သိမ်းငြိမ်းကြပါစေဒုက္ခချမ်းသာများနှင့်ပြည့်စုံနိုင်ကြပါစေ